ဘယ်သွားမလို့လဲဘယ်ကပြန်လာတာလဲ နက်ခင်မရှင် ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင်သံကြားရဲ့မနက်7:00နာရီသတင်းတွေကို တင်ဆက်ပေးပါရောင်းမယ်မြန်မာနိုင်ငံသတင်းတွေကဘာသတင်းနေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ကိုတာဝန်တွေကနေယာယီရနာပြီးစတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ဘက်ကပြောပါတယ်စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင် အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့ဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြနဲ့ခင်မွန်းဖြစ်သူဦးညီညီမင်းတို့ကိုတာဝန်ကနေယာယီရနာပြီးစတင်စစ်ဆေးနေပြီလို့ UNG ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်သလိုဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကလည်း DVV ကိုအတည်ပြုပါတယ် လူအခွင့်အရေးချိုးဖောက်မှုအလွဲသုံးစားမှုအဂတိလိုက်စားမှုဝန်ထမ်းတွေအပေါ်နဲ့တော်လိုင်းအစိုးရတွင်မှလျော်ဩဇာသုံးလွှမ်းမိုးချေလည်နေတယ်ဆိုတဲ့ပြင်းထန်တဲ့ဆွဆွဲချက်တွေနဲ့ဝန်ထမ်းဟောင်း၁၂ယောက်ကနိုဝင်ဘာ၁၉ရက်မှာတပ်တည်တွေနဲ့လက်မှတ်ရေးထိုးတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဟိုထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ဒီနိုဝင်ဘာ၂၂ရက်ကတည်းကဒီပြောင်းလဲဝင်ချုပ်ကနေပြီးတော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဒါဖွဲ့စည်းပြီးတော့တောင်းပေးရပြီဖြစ်ပါတယ်။ တော့ဒီအဖွဲ့အနေနဲ့လည်းကျွန်တော်တို့အာလောက်ကန်ရမယ်လုပ်ငန်းဆောင်တာတွေဒါစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်ဗျအဲ့တော့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အဖွဲ့ရဲ့နေမှာပဲပေါ့နော်ဒီတိုက်ကြားအခံရသူတွေဟိုလည်းပဲဒီလက်ရှိတာဝန်ကနေယာယီရဆိုင်းထားတာလည်းဖြစ်ပါလေဗျနိုင်ငံတော်ယာယီသမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌစီကိုလိမ့်မှုထားတဲ့အဲ့ဒီတိုင်စာဟာယာယီသမရစီကိုရောက်လာတဲ့အကြောင်းနိုဝင်ဘာ24ရက်မှာ UNG ကလူထုကိုအသိပေးထုတ်ပြန်ပါတယ် ဒါကြောင့်ပြည်ထောင်စုဝန်ကြီးချုပ်က2025ခုနှစ်နိုဝင်ဘာ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်သက်သေတင်ပြမှုတွေသာမကတိုင်ကြားသူတွေနဲ့တိုင်ကြားခံရသူတွေတိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေကိုအမြန်ဆုံးခေါ်ယူစစ်ဆေးပြီးတွေးရှိချက်နဲ့အကြံပြုချက်တွေကိုဝန်ကြီးချုပ်စီပြန်တင်ပြဖို့တာဝန်ပေးထားပြီလို့အန်ယူဂျီကဆိုပါတယ်။ ဒါအပြင်တိုင်ကြားခံရသူတွေကိုနိုဝင်ဘာ22ရက်ကစလို့တာဝန်ကနေယာယီရနာကစစ်ဆေးတွေ့ရှိချက်တွေပေါ်မူတည်လို့လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ UNG ကဖွဲ့စည်းတဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့မှာဘလို့လူတွေဘယ်နှယောက်ပါဝင်တယ်ဆိုတာနဲ့ပတ်သက်လို့မသိရသေးကြောင်းနဲ့အခုလိုထုတ်ပြန်ချက်ထွက်လာတဲ့အတွက်အင်တာဗျူးဖြေဆိုမှုကိုခဏရန်နာထားမယ်လို့တိုင်ကြားရမှာပါဝင်သူတယောက်ကပြောပါတယ်။ တရားလွတ်တော်ရှိနေဦးကြည်မြင့်ကတော့အခုကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးရေးအဖွဲ့မှပါဝင်သူတွေကဘလောက်လွတ်လပ်တဲ့သူတွေဖြစ်မလဲဆိုတာအများကြီးအရေးကြီးကြောင်းပြောပါတယ်။ဟိုဓမ္မတော့အဲ့ဒီနဲ့ဝန်ထမ်းဥပဒေနဲ့ကစလောက်တယ်ဆိုတော့ပွင့်လင်းမြင်သာမှုရှိတာပေါ့။ဒါမှမဟုတ်အပိဓာအစုံပြတ်ကအရေးကြီးတယ်လေ။ဆရာတို့ကသူများတွေလည်းငုံများစွာစစ်လာခဲ့တာလေ။ကိုယ်လည်းစစ်ခံဘူးတယ်ဆိုတဲ့ခါကျတော့အဲ့စစ်ဆေးရေးအဖွဲ့လက်ထက်မှာရှင်းရှင်းပြောရင်တော့90%ခန့်လုံးရှိတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ဆွဆွဲခံရသူဒေါ်ကြည်ပြကို DVB ကအမှတ်ချက်ပေးဖို့တောင်းခံပေမဲ့သတင်းရေးသားချိန်ထိပြန်ဖြေခဲ့တာမရှိပါဘူး။ဒါပေမဲ့ဒေါ်ကြည်ပြကသူ့ရဲ့လူမှုကွန်ရက်မှာတော့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုဂ္ဂိုလ်ရေးတက်ခိုက်မှုဖြစ်တယ်လို့ပြောထားသလို UNG အနေနဲ့အများဆုံးစုံခုံဖွဲ့ပြီးတော့စစ်ဆေးပေးဖို့နဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့နိုဝင်ဘာ22ရက်မှာရေးသားခဲ့ပါတယ်။ အခုတိုင်ကြားခဲ့တဲ့ဝင်ကြီးချုပ်ယုံဝန်ထမ်းဟောင်း12ယောက်ထဲမှာ CDN ဝန်ထမ်း9ယောက် NLD ပါတီဝင်2ယောက်နိုင်ကျင်1ယောက်နဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်တဲ့အကြောင်းသိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ။စကိုင်းတိုင်းခေဦးမြို့နယ်တိုက်ပွဲအတွင်းကနေစစ်ကောင်စီတပ်ရဲ့လက်နက်ခဲယံအများအပြားကိုသိမ်းဆည်းရရှိခဲ့တယ်လို့တော်လှန်ရေးတပ်တွေစီကသိရပါဗျ။မုံလှကျေးရွာထဲမှာ၄ရက်အကြာတပ်ထိုင်ချပြီးတဲ့နောက်ပြည်နောင်ပြည်စောထိပ်ရွာကိုထွက်လာတဲ့ ကမ်ဘလူးကနီးဗျူဟာ332ခမယ131ကမ်ဘလူးပြူစောတီစုစုပေါင်းခမန်အင်အား180ဝန်းကျင်ပါစစ်ကြောင်းကိုနိုဝင်ဘာလ23ရက်နေ့လပိုင်းကမုံလှပြင်အောင်တွားရလမ်းမှာတော်လှန်ရေးတပ်ကတက်ခိုက်ခဲ့တာလို့ဆိုပါရယ်တော်လိုင်းတက်တွေရဲ့တက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေအများပြားသေးပြီးစစ်ကြောင်းတကြားလုံးတက်ပြက်သလိုအလောင်းတွေကိုထားပြီးမုံလှရွာတဲ့ဆုပ်ပြေသွားတယ်လို့သိရပါဗျ။ တပ်ဖွဲ့ကနေ စစ်ကောင်စီရဲ့ငတိမီတလက် MA1 ဆယ်လက် MA2 သုံးလက်ကွန်မန်ဒိုစိန်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MS sniper တလက် M1 ၅လက်နဲ့ဆက်ဆက်ပစ္စည်းတွေတိုက်ဆဲရရှိခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်ကပြည်ပြည့်တထံဖြစ်ပွားခဲ့တဲ့တပ်ဖွဲ့အတွင်းစစ်ကောင်စီတပ်ဖွဲ့ကတပ်ဖွဲ့ဝင်80နီးပါးတိုက်ဆုံပြီးလေကြောင်းကားတွေပါပြစ်ကူပေးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ အာနာသိစစ်တပ်ကပြည်သူ့ဆန္ဒနဲ့တွေ့ဖက်ကအတူအရာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတာကိုရိုဟင်ဂျာအတိုင်းမိခန်ကောင်စီကကန့်ကွက်ရှုတ်ချတယ်လို့နိုဝင်ဘာလ24ရက်မှာအစီရင်ခံစာထုတ်ပြန်ပါတယ်စစ်ကောင်စီကိုတနင်္ဂနွေအတိုင်းတာနဲ့စန့်ကျင်ကန့်ကွက်တိုက်ပွဲဝင်နေတဲ့ အနာသိကာလာတလျှောက်လုံးစစ်တပ်ဟာစစ်ရေနဲ့မသက်ဆိုင်တဲ့မြို့ရွာအရက်သားပြည်သူနေထိုင်ရာနေအိမ်အဆောက်အုံတွေသာသနာအဆောက်အုံတွေကိုဘုံကျဲတက်ခိုက်မှုကြောင့်အရက်သားပြည်သူအများပြားသေဆုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။2019ခုနှစ်မှာလည်းရခိုင်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ရိုဟင်ဂျာလူမျိုးတုပ်တပ်ဖြတ်မှုရဲ့တရက်ခံမှာလည်းစစ်ကောင်စီသားဖြစ်တယ်လို့ဆိုပါတယ်။ရိုဟင်ဂျာတိုင်းရင်းသားတွေဟာလည်းခက်အဆက်ဆက်တိုင်းသားပြည်သူတရက်လုံးနဲ့အတူရက်တိခဲ့ပြီး ဆရာနာရှင်စနစ်ကိုစတင်ကန့်ကွက်တဲ့ရေတော်ပုံတွေမှာလည်းပါဝင်ခဲ့သလိုမြေဥတလှရင်မှလည်းတကြွစွာ ပါဝင်လှုပ်ရှားနေသူတွေဖြစ်ပါတယ်။ဒါကြောင့်ရိုဟင်ဂျာတိုက်ပိခံကောင်စီဟာရိုဟင်ဂျာတွေရဲ့မွေးရပါမူလအခွင့်အရေးစစ်အာဏာရှင်စနစ်အမြင့်ပြတ်ရေးတန်းတူအခွင့်အရေးကိုအမခန့်နဲ့ Federal Democracy နိုင်ငံတော်အသစ်တည်ဆောက်ရေးမှာတော်လှန်ရေးနိုင်ငံရေးအင်အားစုတွေနဲ့အတူလက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်။ မိုးကုံးမြို့ကိုစစ်ကောင်စီဝင်လာချိန်မှာတိုက်ပွဲမဖြစ်အောင် TNLA က PDF အထိုင်နေရာတွေအထိတပ်ဖြန့်ပြီးအခြေအနေကိုထိမှုပြင်ဆင်နေတယ်လို့မိုးကုံးတပိတ်ခေါင်းဆောင်ကပြောပါရယ်ဒီသတင်းကိုသူပြချန်သာပေးပို့ထားပါရယ်ရှင် မန္တလေးတိုင်းမိုးကုတ်မြို့ကိုပြန်လည်လွတ်မယ်လို့တအံမျိုးသားလူမျိုးရေးတပ်မတော် GNL ကအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါမိုးကုတ်မြို့ကနေတပ်တွေဆုတ်ခွာဖို့ GNL ကအချိန်ကြလာယူထားပြီးနိုဝင်ဘာလကမှထွက်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ် GNL ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့မန္တလေးဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကညှိနှိုင်းမှုကြိုးစားခဲ့ပေမဲ့လက်ရှိအချိန်ကြီးအဆင်မပြေသေးဘူးလို့သိရပါတယ် မိုးကုတ်မြို့တွေကိုစစ်ကောင်စီဝင်လာချိန်မှာဘလို့တုံ့ပြန်မယ်ဆိုတာနဲ့ပတ်သက်ပြီးဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကဆွေးနွေးမှုတွေရှိနေသေးဖြစ်ပြီးစုံပြည့်ချက်တစ်ခုမထွက်လာသေးဘူးလို့ဆိုပါတယ် ီရနယ်လေးဘက်ကတော့သူတက်တီဖြန်တာတယ်ကျွန်တော်တို့ရှိတဲ့အထိုင်းတွေကိုသူဖြန်တာတယ်ချင်းချင်းအလိုပြန်ထိန်းတဲ့အတိပယ်မျိုးဒီလိုခတ်မှန်းလို့ရတယ်ပေါ့နော်တချို့လက်နက်ကြီးတွေပါလေဆိုရင်ကျွန်တော်တို့ဒီတက်အထိုင်းလေးဘက်ကိုလှည့်ထားတာမျိုးတွေပါတွေ့ရတယ်မိုးကူးမျိုးရဲ့အရှိတ်ဘက်အချမ်းပေါ့နော်တင်းလွင်ထွက်တဲ့လမ်းပေါ့နော်အဲ့ဘက်လမ်းကျောတချို့လုံးကိုတော့တီရနယ်လေးကသူတောင်းဝင်ထားတယ်အနောက်ဘက်ချမ်းနဲ့ကျွန်တော်တို့မိုးမိတ်အဆက်ထိပေါ့ ဒီဘက်ကနေဖော်တော်လန်းစုံနာကနေပြီးတော့မုံမိတ်အဆက်ထီတော့ကျွန်တော်တို့ဒီဘက်ကအင်အားစုတွေကဟိုတောင်းဝန်ယူထားတယ်ပေါ့နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဘက်အရှိချေချမ်းဘက်ကိုဘယ်တရင်တက်ဖွဲ့အောင်မှမလာခိုင်းဘူးပေါ့နော် TNL ကစကြတဲ့သူ့ပလန်နဲ့သူလုပ်မယ်ပေါ့နော်ဘယ်လိုညင်းညီရမယ်အနေထားတော့မတွေ့ရဘူးပြီးတော့ဒီဘက်ကလည်းမာမိတ်ဆက်ဆံရေးပြတ်လို့မဖြစ်ဘူးဆိုတော့ဟိုကင်ထားရတာပေါ့နော် TNL ကတော့အဲ့ဒီလိုတိတ်စင်းစားဖို့မရဘူးသူကတော့ဒီတရုတ်ဖိအားကဘယ်လိုရှိနေလဲမသိဘူးနောက်တရုတ်ကဘယ်လိုခြေနေမျိုးတိသူတို့လုပ်ပိုင်ခွင့်ပေးထားတယ် ည်းမသိရဘူးပေါ့နော်ကျွန်တော်တို့ဒီမဟာမိတ်တွေကိုတိတိကျကျပြန်တိုက်ဖို့အချိန်တစ်ခုယူဖို့လိုအပ်တယ်စသဖြင့်ဘာမှအလိုတိပေးတာပြောတာဆိုတာမရှိဘူးလေ ကျေတုံညာညခွန်စစ်စင်ရေးလိုင်းတွေမှာရှမန်းနယ်စပ်မြို့တွေကိုမြောက်ပိုင်းမဟာမိတ်တွေနဲ့ဒေသရင်း PDF တွေပူးပေါင်းသိမ်းယူခဲ့တာဖြစ်ပြီးတိုက်ပွဲတွေစတင်ဖော်ဆောင်နေမှာမဟာမိတ်တွေကြားတပ်နေရာချထားရေးအုပ်ချုပ်ရေးနဲ့တရားစာတစီမံခန့်ခွဲရေးဆိုင်ရာတရားဝင်နိုင်ငံရေးသဘောတူညီချက်တွေမရှိခဲ့တာကြောင့်လက်ရှိပြဿနာတွေနဲ့ကြုံတွေ့နေရတာလို့မန္တလေးဒေသရင်းနိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်။တလိုင်းကာလာကြာမြင့်လာမှုရဲ့ဒီလိုရဲ့အခက်အခဲတွေကြောင့်ရကြောင့်ကာကွယ်ရေးဖွဲ့စည်းတော်တော်များများကတပ်ချုပ်ရဲ့ဗန္ဓာရေးစီးပွားရေးလေးတွေလှုပ်ဆောင်ပြီးတပ်ကိုအားဖြည့်နေတာပန်းနေတော့မျက်နှာမှုရှိလာမယ်ပေါ့။မြို့ကတော်မှတရားရဲ့အကြောင်းစီစ က်မှုနဲ့ပြန်လဲပေးဆောင်ထားပြီဆိုတော့တခြားဖီးအားတွေရှိလာတာနဲ့အမျှကျွန်တော်တို့ရမာမိတ်အယောက်တွေကလည်းစစ်လက်နဲ့ခရင်ဂူနီအားဖြစ်တာတွေနည်းရောပါသွားလိမ့်မယ်လို့စိုက်လို့ရတာပေါ့နော်တောင်းခွဲပေးထားရေးတွေမှာလည်းလိုအပ်လို့စီမံလာကြခဲရတော့ရှိလာမှာပေါ့ဗျာဟုတ် မိုးကုံမြို့နယ်မိုးမိတ်မြို့တွေကို2024ဇူလိုင်လအတွင်းမှာ DNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနစ်ကျော်ကြာမှာတရုတ်အစိုးရရဲ့ဂျောင်းဝင်ပြရပေးမှုကြောင့်ပြန်လည်လှည့်လွှတ်ရမယ့်အခြေအနေဖြစ်လာခဲ့တာပါ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး DNL ပြောရေးဆိုခွင့်ရှိသူကို DPP ကအချိန်ချင်းဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့လက်ရှိချိန်ကြီးပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။ကျွန်တော်တုဒ္ဒချမ်းသာပါ။ မကွေးတိုင်းပေါ့မြို့နယ်နယ်တက်ရွာအနီးမှာနိုဝင်ဘာလ23ရက်မနေ့ပိုင်းကစတင်ကစစ်ကောင်စီတပ်နဲ့ကာကွယ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုများခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။နိုဝင်ဘာလ16ရက်ကစတင်ပြီးစက်မှုနှစ်ကနေပေါ့မြို့နယ်ဖလန်ကိုင်းရေနံမော်ဘက်ကိုစစ်ကြောင်း၃ကြောင်းခွဲထွက်လာတဲ့အတွက်ကာကွယ်တပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရတလျှောက်ကပေါ်တာဆွဲလာတဲ့သူတွေနဲ့ပြူတွေကိုရှစ်ရံကနေတက်ခိုင်းတာတွေကိုတွေ့ရပြီးစစ်ကောင်စီတပ်ဘက်ကထိနာတဲ့အတွက်တပ်ပြန်ဆုတ်သွားတယ်လို့စစ်သည်နဲ့တပ်မတော်အဖွဲ့ရဲ့တာဝန်ရှိသူကိုအောက်ကာကပြောပါတယ်။ပါမျိုးနဲ့အတွင်းမှာရှေဘုံသာဘက်ကထွက်လာတဲ့စစ်ကြောင်းနဲ့ကကွယ်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေရွာလုံးကျွတ်နေရဆုံးခွာနေကြရပြီးနိုဝင်ဘာလ24ရက်အထိရွာထဲပြန်မူရင်သေးဘူးလို့နေသက်ရွာကန်ကပြောပါတယ် စစ်ကောင်စီတပ်ကပေါင်းမြုပ်နယ်အတွင်းမှာစစ်ကြောင်၃ကြောင်ခွဲကထိုးစစ်ဆင်နေပြီးနိုဝင်ဘာလ24ရက်မှာတော့ဖလန်ကားရင်နှံမော်အနီတဝိုက်မှာစစ်ကြောင်၃ကြောင်ပြန်ပေါင်းသွားတယ်လို့သိရပါတယ်ရှင်။ထိုင်ဝမ်ကျွန်းအရေးစစ်ရေးအရာဆွတ်ဖက်မှုလုပ်ဖို့ဂျပန်ကချိန်ချောက်တယ်ဆိုပြီးတော့တရုတ်က ကုလသမဂ္ဂမှတိုက်ကြားခဲ့ပါတယ်။ တရုတ်ကထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကစစ်ရေးတုံ့ပြန်မှုလုပ်မယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့ပြောဆိုချက်ဟာအပြည်ပြည်ဆိုင်ရာဥပဒေနဲ့တပ်တမရေးစံနှုန်းတွေကိုပြင်ပြောင်းတည်တင်းချိုးဖောက်ရာရောက်တယ်လို့တရုတ်ကဆွဆွဲလိုက်ပါတယ်။ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်စီကိုကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ်ကြီးဖူချောင်းကတရားဝင် စာရေးသားတိုင်ကြားတာဖြစ်ပါတယ်။ ထိုင်ဝမ်ရေလက်ချာအရေးဂျပန်ကလက်နက်ကိုင်ဂျာဝင်ဆွတ်ဖက်ဖို့ကြိုးစားရဲမဲ့ဆိုရင်ရန်စကျူးကျော်မှုအဖြစ်သတ်မှတ်ရပါလိမ့်မယ်လို့ပါသတိပေးထားပါတယ်။တရုတ်နိုင်ငံဟာကုလသမဂ္ဂပြည်ညာအပြည့်ဆိုင်ရာဥပဒေတွေအရခုခံကာကွယ်ပိုင်ခွင့်ကိုပြပြတ်သားသားကျင့်သုံးသွားမှာဖြစ်ပြီးအချုပ်ချာအာဏာနဲ့ပိုင်နဲ့နယ်မြေတည်တဲ့ခိုင်မြဲမှုကိုခက်ခဲမမကာကွယ်သွားမယ်လို့ပါတအမတ်ကြီးရဲ့စာမှာဖော်ပြထားပါတယ်ရှင်။ ကိုလံဘီယာနိုင်ငံတတကိုအာကနာရထဲမှာတွေ့ရှိခဲ့တဲ့နှစ်73သန်းသက်တမ်းရှိ လက်ကြောက်ဖြစ်ရုပ်ကြွေမျိုးစိတ်တစ်ကိုသူတို့နိုင်ငံရဲ့ကြော်ကြားတဲ့အဆိုတော်ရှာကီရာကိုဂုဏ်ပြုတဲ့အနေနဲ့ရှာကီရာမစ်ကိုလံဘီယာနာလို့အမည်ပေးလိုက်ပါတယ်။ဒီကြောက်ဖြစ်ရုပ်ကြွေကိုဟူအီလာဒေတာကလည်းသမားတွေစတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့သိပ္ပံပညာရှင်တွေကဆက်လက်လေ့လာခဲ့ရမှာတော့ဥကောက်ခွန်တဲ့အခွန်တွေဟာပြည့်စည်ခြင်းမရှိဘဲအကောင်းပဂရိကျန်ရှိနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မတူကွဲပြားတဲ့ဆင့်ကဲဖြစ်စဉ်ဇယိုက်လက္ခဏာတွေကိုအသေးစိတ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။တတာကိုအားပြတိုက်ညွှန်ကြားရေးမှုရဲ့အဆိုအရလက်ခွန်ရဲ့ပုံသဏ္ဍာန်ဟာရေစီကြောင်းမျိုးမျိုးမှာရှစ်သက်နိုင်အောင် ပြောင်းလဲထားတဲ့ပုံစံမျိုးရှိသလိုဥကောက်ခုံကို CT scan ဖတ်ကြည့်ရမှလည်းအုံနှောင်းတဲ့နားအတွင်းပိုင်းတိဆောက်ပုံတွေကိုပါတွေ့မြင်ခဲ့ရပါတယ်။ဒီတွေ့ရှိချက်ကလွန်ခဲ့တဲ့နှစ်သံပေါင်းများစွာက ဒီဒေသဟာအခုလိုကန္နာရမဟုတ်ပဲရေကန်တွေမြစ်တွေနဲ့ပြည့်နှက်နေခဲ့တဲ့ဆိုတာကိုတက်သေးပြနေပါတယ်လို့ဆိုပါတယ်ရှင်လီဗာပူးအသင်းရဲ့အခြေအနေဟာမိနစ်တုန်းကမန်ယူနိုက်တက်အသင်းကြုံတွေ့ရတဲ့အခြေအနေလို့ပြောင်းလဲသွားနိုင်ကြောင်းတိုက်စစ်မှုဟောင်းရိုနီကပြောသွားပါတယ် လီဗာပူးအသင်းဟာနိုဝင်ဘာလ22ရက်ကနော်တီဟမ်ဖောရက်စ်ကိုအိတ်ကွေးမှလက်ခံကစားခဲ့ရပေမဲ့တုံးကိုကိုမရှိနဲ့အရေးနှိပ်ခဲ့ပြီးအခုနှစ်လိပွဲစဉ်12ပွဲမှာ6ပွဲမြောက်ရှုံးပွဲတွေ့ခဲ့ရတာပါလီဗာပူးအသင်းကအလွန်ကောင်းမွန်တဲ့အသင်းဖြစ်ပေမဲ့လက်ရှိအချိန်မှာအလွန်ခက်ခဲတဲ့အခိုက်အတန့်ကိုရောက်ရှိနေပြီးရာသီအစပိုင်းကရလကောင်းမွန်ခဲ့ပေမဲ့စွမ်းဆောင်ရည်အရာတော့အာနယ်မှုတွေရှိခဲ့ကြောင်းရိုနီကပြောပါတယ် ပြီးခဲ့တဲ့နှစ်တုန်းကမန်ယူနိုက်တက်နဲ့တော်တင်ဟမ်ဟော့စပါအသင်းတို့လိုအမှတ်ပေးစရာအောက်ခြေထိရောက်ရှိသွားတဲ့အခြေအနေအတိုင်းလီဗာပူးအသေးလေးရောက်ရှိသွားနိုင်ကြောင်းရိုနီကမှတ်ချက်ပေးသွားတာဖြစ်ပါရဲ့ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့မနက်ရှင်နိုင်သတင်းတွေကိုရှုစားခဲ့ရတာပါ။မနက်စင်နိုင်မှလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြစ်ဆက်တင်ဆက်ပေးဦးမှာပါ။ကျွန်မကတော့ချီချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်။ JBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်တစ်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပစက်အငှားပေးတိုင်းများဖကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့အချိန်ကြာရောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖကြားပေးမယ့်သူကတော့မတ်တီဗီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဗီဟုတ်ကဲ့မင်္ဂလာပါကောင်ကျော်ကြီးအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ထုတ်လွှင့်မယ့်အချိန်ပြန်ရောက်လာပါပြီရှင့် ဟုတ်ကဲ့ပါဒီတစ်ပတ်မှာဘေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ဘေးစာကတော့ဒီစကိုင်းတိုင်းကတာမြို့နယ်တွေကရေးသားပေးပို့လာတဲ့ဘေးစာနဲ့ဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော်တူ DPP ဖွဲ့သားအားလုံးနေကောင်းကြပါစေကျမကကတာမြို့နယ်အင်းရွာကပါ ကျမတို့ကတာနယ်ကျေးလက်ဒေသတော်လန်ရေးစုမှုနယ်မြေမှာရှိတဲ့ အန်ယူဂျီအစိုးရတရားရေးဝန်ကြီးဌာနကတရားသူကြီးမင်းများအောက်ခြေမြို့နယ်အထိစစ်စစ် ကြီးကြပေးပါမြို့နယ်တရားသူကြီးအားလုံးကို ပြောတာမဟုတ်ပါဘူးကတာမြို့နယ်ကတရားရေးတရားသူကြီးကိုပြောတာပါ အောက်ခြေမှာတောင်ကစားတိုင်းတွေကသူတို့ငွေမရရင်တရားသူကြီးကိုတိုင်တယ်ထိုးသားတွေက ထောင်ကြပါတယ်ဒီလိုဖြစ်ပျက်နေတာတွေကို အောက်ခြေမြို့နယ်အထိစစ်စစ်ပေးပါလို့လူကြီးမင်းများကိုပန်ကြားအပ်ပါတယ်ဆိုပြီးတော့ ဒီကတာမျိုးနဲ့အင်းရွာကရေးသားပေးပို့လာတဲ့ပေးတာကိုတော်တူ DVB စီစဉ်မှာပထမအဦးဆုံးဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ရေဒီတစ်ခါကျွန်မဖျက်ပြပေးစင်တဲ့ပေးစာကတော့ AR တိုင်းလေးမျက်နှာမျိုးနယ်ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော့တူတူ VV ရဲ့ AR တိုင်းဟင်းတရခရိုင်လေးမျက်နှာမျိုးမှာရှိတဲ့မူလာရန်ကျောင်းတွေမှာလစာထုတ်တဲ့အခါဝန်ထမ်းတွေရဲ့လစာတွေကငွေကြေးဖြတ်တောက်မှုတွေများလာပါတယ် ကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့အတူကျောင်းစုခေါင်းဆောင်တွေကပညာရေးဝန်ထမ်းပေါ်ဖြတ်ငွေတွေလည်းတိုးပြီးဖြတ်နေပါတယ်တဲ့ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့မူလာရန်ကျောင်းတွေရဲ့လစာဖြတ်ငွေက9600ကျပ်ဖြစ်ပါတယ်အခုလိုဝန်ထမ်းတွေရဲ့လစာငွေတွေမဖြတ်စေဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကဆောင်ရွက်ပေးစေလိုပါတယ်အလဲတန်းအထက်တန်းကျောင်းတွေမှာတော့ဖြတ်ငွေကအနည်းငယ်သာရှိပြီးမူလာရန်ကျောင်းတွေရဲ့ဖြတ်ငွေကအလွန်များပြားနေပါတယ် ။နောက်ပြီးဒီလိုဖြတ်တဲ့ငွေတွေရဲ့ခေါင်းစဉ်အသေးစိတ်ကိုလည်းဖော်ပြထားတာမရှိပါဘူး။ဒါကိုတာဝန်ရှိတဲ့သူတွေသိရှိရအောင်တော်တူ DBB ကနေတဆင့်ဖတ်ကြားပေးပါ။တော်တူ DBB အဖွဲ့သားများမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဆိုပြီးတော့ရင်ဖွင့်ရေးသားလာပါရှင်။ဟုတ်ကဲ့ပါမတီဘီကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးတာတောင်ကလည်းကတာမျိုးနေတွေကရေးသားပြပူလာတဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါရေးသားပြပူလာတဲ့ပေးစာကတော့မင်္ဂလာပါတော်တူ DPP ကျမတို့ကတာနေမှာ နိုဝင်ဘာလ2ရက်နေ့ကနေခုစာကို ပြပို့တဲ့နိုဝင်ဘာလ6ရက်နေ့ထိမိုးရေရွာသွန်းနေပါတယ်။အဲ့ဒီလိုမိုးရွာပြီးရေတွေကြည့်လို့ရေသိမ်းတောင်သူတွေရဲ့ပဲနှံစပားတွေရေကြောင်ပျက်စီးလို့တောင်သူတွေခတ်တွေ့နေရပါတယ်။မြန်မာပြည်ကြီးလည်းအမြန်ဆုံးအေးချမ်းပါစေအားလုံးအဆင်ပြေကြပါစေလို့ဆုတောင်းလိုက်ရပါတယ်။ဆိုပြီးတော့ဒီမှာဒီကျွန်တော်တို့ဒီကတာနေထဲမှာ မိုးရေရွာသွန်းလို့စပားဆိုင်အေကာတွေလေတွေဒီနံတွေ ရေနှင်းမြုပ်နေရတဲ့အကြောင်းရေသားပြပလာတဲ့ပြင်ဗီဒီယိုဖိုင်တွေပါပြပလာပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုပြပလာတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သူအစားပါစပ်အငှားပေးစာများဖတ်ကြားခြင်းတော်တူ DPP စီစဉ်ကိုစာရေးရေးသားပြပတော့မယ်ဆိုရင်ကုဒေတာကုပဝန်ကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေးဖွင့်စာရင်းမဟုတ်ဘဲနဲ့တပ်ပုံတွေဗီဒီယိုဖိုင်တွေပါပူတွဲပြီးတော့ရေးသားပြပလို့ရပါတယ်ခင်ဗျာရေးသားပြပတော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင်ရေးသားပြပတော့မယ်ဆိုရင် facebook.2dvv@gmail.com ကနေရေးသားပေးပို့နိုင်ကြပါတယ်။ Facebook ကလည်းရေးသားပေးပို့တော့မယ်ဆိုရင်တော့ facebook.com မြေဆောင် .2dvv ရဲ့ messenger ကနေတဆင့်ရေးသားပေးပို့လို့ရပါတယ်။ Viber ဖုန်းနံပါတ်ကနေတဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8112 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုအောင်ကျော်ရေဒီတစ်ခါကျမဖတ်ပြပေးခြင်းနဲ့ပေးစာကလည်း ARI တိုင်းထက်ရပေးစာပါပဲရှင့်မင်္ဂလာပါတော့တူတူ BB ရေကျွန်တော်ကတော့ ARI တိုင်းဒေသကြီးဓနုပြမြို့နယ်ကပါကြားရတဲ့သတင်းတွေကမကောင်းဘူးဗျနောက်ပြီးဒီဇင်ဘာလမှာကျင်းပပြုလုပ်မဲ့စစ်ကောင်စီကျင်းပတဲ့